င်္ဂလာပါကျွန်တော်အောင်ပြည်သစ်ပါဆရာကြီးတကုံရွှေများရေးတဲ့တိတ်ငတ်မင်းနဲ့ကကြည့်တဲ့အပါဝင်လျှို့ဝှက်သေးဖို့ဝိတ္ထုများဆိုတဲ့စာအုပ်ထဲကသွေးကြောက်တော်လူသက်သမားဆိုတဲ့ဝိတ္ထုလူလေးကိုဖတ်ပြကြမှာနေခင်ဗျာဒီဝိတ္ထုလူလေးကတရက်ထဲဖတ်ရင်လဲတော်တော်ရှည်နေတော့ကျွန်တော်နှစ်ရက်ခွဲပတ်ပါမယ်ခင်ဗျာအခုစနေနေ့ရယ်တနင်္လာနေ့ရယ်ကိုနှစ်ရက်ခွဲပြီးတော့ဝိတ္ထုလူတို့ပို့ပြီးအောင်ဖတ်ပါမယ်ခင်ဗျာနောက်ဆက်ကြည့်ရပါဦး တွေးကြောက်သောလူတက်သမားဇနီးဖြစ်သူနှင့်သဘောချင်းမတိုက်ဆိုင်သောကြောင့်၎င်းအားဆွန့်ပစ်ခါနေအိမ်မှတခါတည်းထွက်သွားရန်ကလင်းယောက်ျားအတွက်လူကူသောအလုပ်မဟုတ်ပေသို့သောယောက်ျားများသည်တမယားကစူပူခြင်းညှိတွားခြင်းအမှုများကိုပြုပန်များလာသောအခါဖြစ်လို့ရဖြစ်စေဟုသောသဘောဖြင့်ထင်မိထင်ရပြုလုပ်တကြလေသည် ထို့ကြောင့်လည်းကိုဘထိန်သည်ဇနီးဖြစ်သူမနန်းဘောအားညီကဲ့သို့ပြုလုပ်ရမည်ကိုအကြံထုတ်လျက်ရှိလေသည် ညနေခင်းများ၌မနှမ်းပို့သည်ခြံချင်းကလေးရှိသောအိမ်မှမစိုးမြအာဘယ်နည်းနဲ့မှသူနဲ့ကြာကြာဆက်ပေါင်းနေလို့မဖြစ်ဘူးမမမြရဲ့ကြာလီနစ်လီရှိမှာပဲလူတွေလည်းမဝင်ဆံဘူးပတ်စံလည်းဟုတ်ဒီပတ်ဒီရှာနိုင်တာမဟုတ်ဘူးဘယ်မှာအသုံးကျအောင်မှာလဲဘယ်နေရာဖြစ်ဖြစ်ကျမကခေါင်းဆောင်ရတာမဟုတ်လားမဟုတ်တာကြီးကိုကထင်ကသဘောကောင်းပါတယ်သဘောကောင်းရုံနဲ့မပြီးဘူးမမမြရဲ့ အခုခေတ်ကသူများအပေါ်လှိနိုင်မှဖြက်เสียရှိရင်ဖြက်နိုင်မှချက်စုငကောကမိတောင်မှတန်ယုံကြတယ်ရိုးနေအနေရင်အယုပဲကားရမယ်အိုးကျမမနေဘူးသွားမယ်သွားမယ်သူပင်ပြောညာတော့လေမနှမ်းဖို့ဒီကိုဘထိန်ကအကယ်စွန့်ခွာနိုင်ဒီမဟုတ်ပေကိုဘထိန်ဒီအောက်ရုံးနေဒရိုင်ဘာအလုပ်ကိုလှုပ်၍ဇနီးပြည့်သူအလိုကြားစီရန်အချိန်ပူများကိုပင်ပင်မကြီးစွာလှုပ်ခဲ့၏အားလက်တော့တင်းငွေနေများ၌ မိษွေများထံနေစားဝင်၍လုတ်ကင်လိုက်သည်ရင်းကဲ့သို့အလုံမရသောငွေများကိုမိမိကိုယ်တိုင်မသုံးရရှာပဲမနှံဘော့တို့ဝတ်စားကလေးများကိုဝယ်ခဲ့၏တခါတရံအလုတ်ပြန်လာသောအခါမနှံဘော့ကြိုက်တဲ့သောခေါဆွဲတို့ကလေးများကိုလည်းလက်ကဆွေး၍လာရသည်တနေ့သောညနေဆောင်၌မနှံဘော့သည်အခြားချမ်းဘက်တွင်ဆန်ဆီးနေသော မဆိုးများနှင့်လှန့်၍စကားပြောနေ၏မမမမြဒီကနေ့လိပ်ပြတော်ကဘာထုတ်လာတာလဲကြော်ချက်ပါ ဘာយ៉ាងလဲမိကိုရောနင်းညူမရဘူးလားမမမြနိုင်လုံနဲ့ကတော့ရှိတယ်မယူခဲ့ဘူးညီအခုဝင်နေတဲ့အနီရောင်လဲအကောင်းသားပဲမမမြကသာကောင်းနေစိတ်ဆူထားတာကြီးအော်ဟုတ်လားမမမြဖြင့်ငကူအောင်အောင်းမိနေတာမရှိတဲ့လူကိုဒီလိုစိတ်ဆူနဲ့တင်းတင်းရတာပဲမမမြကြီးအခုလာကထုတ်တော့ဝေတာပို့ဤ ဒီဂရီ24ရက်တောင်ရှိပြီဒီလမဝင်နိုင်သေးပါဘူးမမမရဲ့စီကျစံကျွေးတွေကလည်းပက်လက်ဝိုင်းနေသေးတယ်ကျမတို့2ရက်3ရက်အတွင်းသွားမှာပဲဟိုးညီကလည်းဒီစကားလာပြန်ပြီဘယ်သွားရမှာလဲအေးအမေစီပြန်မှာပေါ့မမမရဲ့ညီကလည်းကိုဝထိန်ကိုနေတိုင်းစူးနေတာပဲကူဒါတော့မစူရဘူးအေးနေတိုင်းနားပူနေတော့မကောင်းဘူး ခမရမှာတနင်္ဂနွေနေ့တောင်အားရမရှိချာဘူးမနေ့ညကလည်းညှိစုနေတာငါကြားပါတယ်အေးစတနာကြီးထိုးပြီးကလေးနောက်ခွေးသွားတာနဲ့ငါနှုတ်နေတယ်မစူဘဲနေပါမလားမမမရရဲ့မနေ့ကနေ့ရက်6ရက်ရတာဘာမှစတိတ်တူဝဲတော့လာတယ်လေမဖြစ်တော့တာလေးနဲ့ပြောမနေပါနဲ့အေးသူကြိုက်တတ်တာတောက်ပါစီယောက်ျားဆိုတာစူပါပူပါများရင်ထင်မိထင်ရလုတ်တတ်တယ်နားလဲရဲ့လားအောင်းမယ်လုတ်ပါစီ လုတော့ကဒီကောင်မကခန်းနေပါလေလားသဘောကောင်းရှာပါလေအေးမမကသာသဘောကောင်းနေပြို့နေသူကပါဇက်ကစကားမပြောဘူးစင်ညာကျမ်းနေတယ်လူသိရဲ့လားမသိဘူးေအရင်မယားကြီးလက်ထက်ကထောင်ချဘူးတည်းမမရဲ့ဟုတ်လားတို့ပြင်မသိပါဘူးကွယ်တို့ကလည်းဒီအိမ်ပြောင်းလာတာမကြသေးပဲကူပြီးတော့ထိုခဏ၌ကိုဘထိန်ဒီရေတဘုံကိုဆွဲကား ိမ်နောက်ဖိဘက်တောင်းတစ်ခုအကွယ်မှာပေါ်လာသဖြင့်မိမနှစ်ယောက်စကားပြောလက်ဆက်ပြတ်သွားလိမ့်။ကိုဘထိန်ကြီးမိမိကအတင်းပြောနေသောဇနီးတဲ့အားမတိဟန်ဆောင်ကပြုံးရွှင်သောမျက်နှာထားဖြင့်တစ်ချက်မျှစောင့်ကြည့်လိုက်ပြီးလျှင်မိဘတွေသူဝင်သွားလိမ့်။မိလာကုံကြီးဇွန်လာဇန်းသူရောက်လာ၏။မနှမ်းမောသည်လက်ကထုတ်ဆအချိန်ဖြစ်သည့်အတိုင်းလုံကြီးအင်ကြီးမှဆ၍အဝေအစားများကိုတက်နိုင်သည်များဝေယူလျက်ရှိ။တနေ့တွင်ကိုဘထိန်ကြီး အလုံမှခစောစောပြန်ရောက်လာရာအိမ်ကိုတော့ခတ်ထားသဖြင့်အပြင်းမထမ်း၍စောင့်နေရ၏။နိုင်ဝက်တတာခန့်အကြတွင်မနန်းဘောသည်စက်ကွေ၌အိတ်၃အိတ်ကိုကင်ကာမောကြီးပန်းကြီးရောက်လာပြီးနောက်အိမ်တကားကိုဖွင့်သောအခါမှကိုဝထိန်လည်းအိမ်ထဲသို့ဝင်နိုင်လေသည်။စောင့်လိုက်ရတာကွယ်တနားီလောက်ရှိပြီ။ညနေဆောင်မှဘယ်သွားနေရတာလဲ။ထိုအခါမနန်းဘောသည်စက်ကွေတိတ်ကိုရွေ့ရွေ့ ကျမ်းမို့သူပောက်ချလိုက်ပြီးနော်ဒါကူရအောင်သွားတူနေရတယ်တော့ကိုဘာမှသိတာမဟုတ်ဘူးအပြင်မှာဝယ်ရင်ရှစ်ချက်ခွဲကူးချက်ပေးရတယ်ပြီးတော့ချီဘရိုကိတ်ကလည်းစောင်းလိုက်ရတာမပြောနဲ့တော့ဆိုင်ပိတ်ခန့်ဒီမှာရတယ်သူများလို့ပူးမဝင်နိုင်တော့ချီနဲ့ပဲတင်းတင်းရတာပဲကိုဘထိန်ဒီအခြားဘက်သူလှည့်၍နှာခေါင်းရှုံးလိုက်ဒီနေ့ညဘိုင်းချက်တယ်လေဟိစားလိုက်တကွာဟင်းချက်ဖို့နေနေတသား ထမင်းအိုးတော်မတရားသေးဘူးနေ့လည်းနှစ်ချက်ထုတ်ရဲကသွားတာဘဲကလာပြီးဟင်းချက်နိုင်မှမလဲအေးကွယ်ငါတိတာတုတ်ပြီးစားကြတာပေါ့ဒေါသုံးဆံမှုနဲ့ဥပုလူကြီးစီကယူထားတဲ့စေတပိဒ္ဒါဘူးကိုဆက်ပြီးပလားထိုအခါမနှမ်းဖို့ဒီနှကန်းစုလျက်မဆက်ရသေးအောင်တော့ရှင်းလာကကဘလောင်များရလူလေခတ်တယ်ဟေးသိက်ခတ်တယ်လူဆိုတာကို့အတန်နဲ့ကိုကြည့်တော့မှာပေါ့ကွယ် ခုတော့မင်းကအရေးကြီးတဲ့စီဝုန်းနဲ့စံပုမဆက်ရသေးဘူးအဝေစားဝေကျင်တာကအရင်ပဲကိုဒါတော့အင်းကအလကားရနေပြီအင်းလားကမပေးရလို့တော်သေးတယ်ကိုဘထိန်အလုပ်တိုင်းမှာမန်နေဂျာသည်ကိုဘထိန်လင်မယားအားခြံဆောင်အဖြစ်ဖြင့်ဤတိုင်ဟောင်းကြီးတွင်အခမဲ့နေစီတော်ပါရှင်တော်ပါ ရှင်နဲ့သာပေါင်းနေရင်ဘယ်တော့မှ လူမွေးပေါက်မှာမဟုတ်ဘူးလူမွေးမပြောနဲ့ခွေးမွေးတောင်ပေါက်ဖို့ခဲရင်းနဲ့ ယောက်ျားဖြစ်ပြီးလုံလုံလောက်လောက်ဘာမှရှာဖွေနိုင်တာမဟုတ်ဘူးရှင်နဲ့ကွာတာပဲအေးတယ်အေးကွယ်ကွာတာပေါ့ဤကဲ့သို့လူမွေးမပေါ့သေးသောစကားကွာစကားပြောခဲ့သည်များမှာအကျင့်တရားထက်နဲတော်မြင်မဟုတ်ချေအလုလုရမှမောပန့်ပြန်လာပြီးနောက်ရင်ကြီးဝေရာတာယာနာပြိုပွဲကောင်းသောစကားများကိုကြားရမည်အစားမနှမ်းဘော၏ခံရခက်လာသောစကားလုံးများကိုကြားရသည်မှာမိမိအသင်နှလုံးကိုဖြင်းညစ်ဆုပ်ကန်လိုက်ပြီးတကယ်သို့နာကြည့်လိုက်၏ တို့ပြည့်၍မခန်းသာသည့်အဆုံး၌ကိုဘထိန်သည်ဇနီးတရာကိစ္စတုံဖြောက်ဖြက်ပြည့်ရန်စိတ်ကိုပိုင်းဖြတ်လိုက်လေသည်ညင့်တုံနဲ့၍ပြန်ရောက်လာသောအခါဆယ်နာရီထိုးပြီးလီပြီအကြံနှင့်ထွက်သွားခြင်းဖြစ်သည်ဖြင့်ကိုဘစိန်သည် အရက်ကိုအမှုမလွန်အောင်တောက်လာခဲ့ပြီးလျှင်ချက်ရက်တပလင်းကိုလည်းခါးရဲတွင်ထိုး၍ယူလာခဲ့သည်အိမ်ရှိတကားမှစိတ်ယုံသာစိတ်၍ထားသည်ဖြင့်တွန့်၍ဝင်လာခဲ့ပြီးနောက်ရည်နံစီမိဘတစ်ခုထွန်းပြီးလျှင် မိဖို့ဆောင်သူသွားလိမိဖို့အတွင်းရှိထမင်းစားစပွဲပေါ်၌က ဖွင့်ပြီးငါတိတ္တအကျံနှင့်စက်သွန်ကွန်များကို တွေ့ရ၏ဇလုံးထဲတွင်ထမင်းအကျဉ်းကြံများမှာဟင်းစဟင်းနာများဖြင့်လိမ့်ကြံလျက်ရှိ၏ကြံ့မြင့်တွင် ထမင်းလုံးနှင့်အမိုက်တိရများပြန့်ကျဲလျက်ရှိရာပိုးဟနှင့်ကြွံများကို အတော်ပင်ခြောက်၍လွတ်လပ်ရ၏ထမင်းကိုအစာပြေုံများစားတော့ပြီးနောက်အိမ်ရှိသူထွက်ခဲ့၏ထို့နောက်ရွက်ပြင်ကလထိုင်တလုံးပေါ်တွင်ထိုင်ကား စီဂရက်တလေးကိုတောက်ရင်အကြံထုတ်၍နေလေသည် အချို့သူများမှာဒေါသထွက်သောအခါဟေ့ော့ဆဲဆိုခြင်းကျိန်မောင်းခြင်းများကိုပြု၍မကြမီသွေး၍ပျောက်ွယ်သွားတတ်၏အချို့သူများလည်းကြဲ့၍ခံကာအခဲမကြီးရှိနေပြီလျင် တနေ့ပြန်၍ဂလဲစားချီရမှကြီးနေ၏ကိုဘထိန်မှာဒုတိယအမျိုးအစားတွင် ပါဝင်၏မျက်နှာမပြတ်အပြုံးမပြတ်ရက်စွတ်စွာလုံးဝင်သူဖြစ်လေသည်အပြင်၌မိုးကလေးတစ်ဖြောက်ဖြောက်ကျလာပြီလျင် ပဝန်းကျင်တစ်ခုလုံးမှာတိတ်ဆိတ်လျက်ရှိသည်ဖြင့်ထိုညင့်မှာမိမိအကြံအထမြောက်အောင်ဖန်တီးပေးသောညင့်ဖြစ်သည်ဟုအောက်မေ့မိ။ခြံချင်းကလေးရှိသောမစောမြအားမနန်းဘောကမိမိသည်မကြမီအိမ်မှထွက်သွား၍မိခင်ကြီးနှင့်အတူတွားရောက်နေထိုင်ပြီးအကြောင်းလွန်ခဲ့သောတစ်ပတ်လောက်ကပင်ပြောခဲ့မှုရာဤအချက်ကိုခြံနီးချင်းဖြစ်သူမစောမြကကောင်းစွာတည်တည်ခံနိုင်ပေလိမ့်မည်။ထိုအချိန်ခါထက်ပို၍အခွင့်ကောင်းရတော်မည်မဟုတ်ချေ။ကိုဘထိန်သည် တရင်စာရင်သူဖက်ဘူးသော လူတက်မှုများအကြောင်းကို ပြန်၍စဉ်းစားမိလူတက်မှုကျူးလွန်သောတရားခံများသည်လွတ်မြောက်လျင်ခဏတာများသာဖြစ်၍နောင်တနည်းနည်းဖြင့်ပေါ်ပေါက်လာတဲ့အကြောင်းတွေ့ရ၏တို့ဖြစ်၍မိကဲ့သို့အလောင်းကိုဖြောက်ဖြက်မိမိကဲ့သို့ဟန်ဆောင်၍တရင်လွှင့်ရမည်ထို့နောက်မိကဲ့သို့အပြောဆိုဆင်ញင်၍အိန္ဒိမပြတ်နေထိုင်ရမည်ကို ရှေးဥစွာစဉ်းစားလေသည်မိမိမှာလူတယောက်ကိုတတ်ဝင်တော်လဲသွေးထက်တန်ယူဖြစ်သည်ကိုမကြည့်ဝင်ချေ ။သွေးကိုအလွန်ကြောက်တဲ့ကြောင့်မိမိကိုယ်ကိုမိမိသိ။တို့ဖြစ်၍မနှံပေါ်အသက်ရာတွင် သွေးမထအောင်သတ်မှဖြစ်ပေမည်။ပရမကံတော်ကြီးသို့အချိန်မတော်လက်ပတ်ခေါ်သွားပြီလျှင်ရေထဲသို့တွန်းချရန်ကြံ၏။သို့သောတနည်းနည်းတွင်အလောင်းပေါ်လာမည်ဖြစ်၍အမှုပင်မပေါ်စေကမူအ ਨੇ ဆုံးရဲများ၏အစစ်စစ်ခံရပေတော်မူ။ထိုမှတပါ မနှံပေါ်မှာမိမိကလှည့်ပြား၍ရမည်မဟုတ်။မိမိကိုယ်သာလှည့်ပြားခဲ့သူဖြစ်၍မြည်သည့်နီးနင်းများ မိမိသွေးဆောင်ရသူလိုက်ပါမည်သူမဟုတ်ချေဒုတိယသွေးထွက်တန်ယူမဖြစ်စေရန်တင်းပုတ်ဖြင့်နှစ်ဖူးကိုထူခြင်းကိုစဉ်းစားပြန်၏သို့သောဤတန်ဤမှာအာလုံ၍တွားကနှစ်ဖူးကွဲပြီလျင်သွေးများထက်ထွက်၍ဤနည်းကိုလက်လျှော့လိုက်၏တတိယနည်းမှာအစိတ်ကျွေး၍တက်ရန်ဖြစ်၏ဤကဲ့သို့ပြုလုပ်ရန်မှာမြည်သည့်နည်းနှင့်မှသွေးထွက်တန်ယူမဖြစ်နိုင်တော်လဲအစိတ်မှာဖိုးတန်၍ဝဲယူရန်ခဲရင်လာ၏ ထို့အပြင်ဆေးဆရာဝန်တဦး၏ထောက်ခံစာလက်မှတ်ပါမှသာဝယ်ရရသည်ဟုလည်းကြားဝူ၏ဤကဲ့သို့ပတ်စံချင်းငွေမရှိသောကောင်းမောင်သမားတဦးအနေနဲ့ခဲရင်လာ၏ထို့ကြောင့်ဤအကြံကိုလက်လျှော့လိုက်ရပြန်၏စရုဒ္ဓနိမလေပင်ကိုကျူးတက်၍တော်၎င်းတအားဖြစ်ညစ်၍တော်၎င်းတတော်နိဖြစ်၏ဤနိမသွေးထွက်တန်ယုံမရှိနိုင်သည့်အပြင်အလွယ်ကူဆုံးနှင့်ဇရိတ်အသက်သာဆုံးနိဖြစ်လေသည်သူဖြစ်၍ဤနိအတိုင်းတက်ဖြစ်ရန်စိတ်ကိုပန်းဖြတ်လိုက်၏ သို့သောစဉ်းစားရင်တစ်ချက်မှာရင်းကဲ့သို့တပြက်ချင်းခံရသူများ၏အလောင်းတွင်လေပြင်း၌ညုံမဲဆွေ၍ကြံရစ်ခဲ့သောဒဏ်ရာများကိုတွေ့ရတဲ့၏သူပြည့်၍ဤနည်းကိုတမျိုးထွင်၍ကြံစီရမည်ဟုဆက်လက်စိတ်ကူးပြန်၏ထို့အပြင်တပြက်ပြီးနောက်အလောင်းကိုလျှို့ဝော်ရန်ကိစ္စမှာအရေးကြီးဆုံးဖြစ်ကြောင်းစဉ်းစားမိရင်းကိစ္စနှင့်ပတ်သက်၍ကိုဘာထိန်သည်အလွန်လုံခြုံသောနေရာတစ်နေရာကိုတွေ့ထားပြီးဖြစ်လေသည်တိုက်ပေါ်တက်မှာရှာရုပ်ပြင်များဖြင့်ပြုလုပ်ထားသော မျက်နှာချက်တစ်ခုရှိရာမျက်နှာချက်နှင့်ခေါင်းမူးဆက်ကြားတွင် ထုတ်တမ်းများခန်းနေသည့်အခေါင်းရှိမိဘူဆောင်ဘက်မှမျက်နှာချက်မှာအင်ရှိဘက်မျက်နှာချက်နှင့်တပြင်းနဲ့ရှိနေသည့်ဖြင့်ထိုအခေါင်းတွင်သို့အလွယ်တူတကားတစ်ခုပြင်ဝင်နိုင်၏မိဘူဆောင်ဘက်မျက်နှာချက်အပေါ်၌ကရည်စီရည်ထည်သောတိုင်ကြီးရှိလေသည် မကြာမီကပင် ကုဘထိန်သည်ရည်တိုင်ကြီးအနီးမှမိုးယိုသည့်ဖြင့်မျက်နှာချက်အခေါင်းတွင်သို့မလွယ်တကားမှဝင်ပြီးလျှင်မိုးယိုသည့်နေရာများကိုဖာထိပ်ဘူး၏ ။ဤနေရာဒီကတာကြီးတစ်ခုလုံးတွင် အလုံးယုံဆုံးသောနေရာဖြစ်၏။တို့ပြည့်၍အမြဲပင်မဟုတ်စေကမူအလောင်းကိုရည်တန်းကြီးအတွင်း၌ဝတ်ထားမည်။နောင်ထိုထက်လုံုံသောနေရာ တွေ့မှသာ အေးရွှေပြောင်းတော်မည်ဟုစေကူးမိ။ဆတ္တနာဤထိုးဤဖြစ်၍ပဝင်းရှင်မှာရခင်ကားတဲ့တိတ်ဆိတ်လာရာဂူဘထိန်ဒီအလုတ်ကိုစရင်ပြင်ဆင်လေ။မိမိပေါ်တွင်နာကြီးလောက်အောင်ပြောသောစကားများကိုဒစိမ့်စိမ့်အမှတ်ရလာ၏။မိမိနှင့်ပထမရစဉ်က မန်နှံပေါ်မှာအတန်ငယ်ပိန်ကြုံတော်လဲပြည့်ဖြို့ရှင်ပြသောမျက်နှာရှိလျက်စကားကိုနဝင်ချူအောင်ပြောတဲ့ဤယခုမူပန်းနာယောဂကြောင့်မျက်ကွင်းဟောက်ပတ်အယိုးကောက်ကရှိနေပြည်လင်၎င်း၏စကားများသည်လဲမိမိနားရဲသို့မှတ်စိုးအတန်ကဲ့သို့ဆုရှစွာဝင်ရောက်တတ်သည်ကိုပြန်၍စဉ်းစားမိတို့နှင့်ကိုဘထိန်သည်မိမိသွေးကိုပူအောင်လှုံ့ဆော်ပြီးသောအတွေ့အခေါ်များကြောင့်၎င်းအရက်တကူးကြောင့်၎င်းဒီကောင်မှသေးတာပဲ အေးတယ်ဟု တကူရီရေရွက်ခအပေါ်တဲ့သူခြေတံမကြောင်းတက်သွားလိအပေါ်တဲ့၌ကခက်မမိများရှိနေသောလာတာမှန်၏အလင်းရောင်အောက်တွင်မိမိအမှုကျူးလျင်ဖိတ်ခေါ်လျက်ရှိသောရှုမြင်ခြင်းကိုတွေ့မြင်ရ၏မန္တန်ဘောသည်နှစ်ယောက်၏ဂရင်၏လက်ဝဲဘက်ခြမ်း၌စောင်းတထဲကိုရင်ဘက်အထိလွှမ်းခြုံကအိပ်ပျော်လျက်ရှိလျာပင်ဂျုံခော့ဝင်လျက်ရှိသောပါးများယောဂါကြောင့်အညိုရောင်တန့်နေသော မျက်ကွင်းများ ကြဆင်းလျက်ရှိနှထင်များသည်လူရှင်တစ်ယောက်ထက် အတုဝအလောင်းကောင်းနဲ့ပူ၍တူးနေ၏အသက်ရှူတန်ဤအောက်လေကြောင်းထဲမှကြက်တဲစွာမြည်ဟိလျက်ရှိသောချွဲတံများကိုလည်းကြားရ၏ကိုဘထိန်သည်သူ့အိတ်တော်ဘက်မှအိယာနီသူခြေပြားထောက်ကချင်းကဲ့၍တွားလီသည် မနန်းဘောသည် အောက်ခံဘော်ရီဘော်တွင် ထမင်းရင်ရှားပြင်သာအိပ်ပျော်လျက်ရှိရာ သူဝင့်နေကြအနီအောင်နိုင်လွန်လက်ပြအင်ကြီးကလေးမှဂရင်ဘေးတွင် ကြားလျက်ရှိအိယာနီသူချင်းကဲ့မိသည်နှင့်တပြိုင်နက်အိပ်ပျော်နေသူသည် အိမ်မက်မက်နေတကဲ့သို့ဗဇက်မှတစုံတရာရေရွတ်လိုက်ရာကိုဘထိန်သည်ခြေတလန့်နောက်သို့ဆုတ်လိုက်၏ထို့နောက်မန်းနံဘော့သည် တစီစီမီလျက်ရှိသောချွဲတံများကြမှအင်ငနဲမီကပက်လက်လန်လိုက်လေသည်ကိုဘထိန်သည် သူ့အိတ်သောခေါင်းကိုမန်းနံဘော့ကိုပေါ်မှကြော၍လန့်ယူလိုက်၏ထို့နောက်အိမ်နေသူ၏မျက်နှာကိုဆက်လက်ကြည့်နေကကြောက်စိတ်များဝင်လာမည်ဆိုသည်ဖြင့်မိမိအိတ်သောခေါင်းကြီးကိုမန်းနံဘော့၏မျက်နှာပေါ်သို့ဖိကား အပေါ်မှတအားဖိနှိပ်ထားလိုက်ပြီပထမ၌မနမ်းဖို့သည် အတင်းရုံငံကဗဇက်မှတူတော်ဝါရှိနေရှာ၏လက်နှစ်ဖက်သည်လေကိုကုတ်ချစ်ခါဒူးနှချောင်းသည်လည်းအပေါ်သို့ထောင်၍လာ၏သို့တော်ကိုဘားထိန်သည်မိမိလက်ဖြင့်သာမက တကူလုံးအပေါ်မှစီး၍ဖိထားလျာငါမနစ်ခန့်ကြာလက်တော်ရုံငံချင်းများယော်ပါလာ၏လက်နှစ်ဖက်မှာတဖြည်းဖြည်းပြော့ခွေကျသွားပြီလျင်ဒူးနှစ်ဖက်မှာလည်းနှိမ့်ကျသွားလိမ့်သည် သုံးမိနစ်ခန့်ဆက်လက်ဖိထားပြီးလျင်လုံးဝမလုံမရှက်ရှိနေသောအခါမှခေါင်းကိုဆွဲယူလိုက်သည် မနှမ်းဘောကအသက်မရှိတော့ပြီသို့တော်အံများကိုကြိတ်ခါမျက်လုံးများပွင့်လျက်နင်တော့တတိထားဟုမိမိကပြောနေတကယ်သူထင်မဲ့ရ၏ကိုဘထင်သည်မနှမ်းဘောမျက်နှာကိုဆက်လက်မကြည့်ဝင်သဖြင့်အဝတ်အထည်ဖြင့်တင်းကျပ်စွာရစ်ပတ်ချီနှောင်ထားလိုက်၏ကြောက်ရွံ့ခြင်းအားစိတ်ထုတ်ရခြင်းတို့ကြောင့်စိတ်ကနာမငြိမ်ဖြစ်ခါလက်များတုန်ကြီးလျက်ရှိ၏ သူနှင့်တေသူ၏မျက်နှာကိုမမြင်စေရန်အလောင်းကိုဆောင်းတရေဖြင့်အုပ်ထားခဲ့ပြီးနောက်အောက်ထက်သို့ဆင်းပြေးလျင်ချက်ရဲ့အနေငယ်ကိုတောက်ပြန်လီသည်တတော်အလုကပြီးခဲ့လီပြီအလောင်းကိုဝတ်ရန်အလုကပို၍အရေးကြီးသည်ကိုဝထိန်သည်နောက်ဖြင့်မိဖို့တောင်းတွင်ရှိသောဝါလီကားငယ်ဖြင့်မျက်နှာကျပေါက်ရှိရာမလွယ်တကားစီသို့တက်ခဲ့လီတကားကိုဖွင့်ပြေးလျင်ရေတံကြီးကိုကြည့်ရာအတွင်၌ရေတောင်စုပ်ခန့်ရှိနေသည်ကိုတွေ့ရ၏ ရေတိုင်ကြီးမှာအပေါ်မှာထက်ဝက်ဖုံးထားသဖြင့်အဖုံးကိုမပြည်လျင်ဒုတ်တချောင်းပြင်ထောက်ကဖွင့်ထားခဲ့၏ထို့နောက်အလောင်းစီသို့ပြန်၍လာခဲ့၏ပထမအလောင်း၏မျက်နှာကိုအဝိဖြင့်ရစ်ပတ်ပြည်လျင်နောက်ဘက်မှတင်းကျပ်စွာခြီလိုက်၏ဆောင်းကိုခွာပြည်လျင်ခါတွင်ထမိန်မကျွတ်စီရန်ကျိုးတချောင်းဖြင့်ခြီနှောင်၏ပြီးသောအခါလယ်ဘင်းနှင့်တကောက်ခွက်ကိုတန်း၍မလာ၏အလွန်ပင်ကြုံ၍ရိုးပေါ်တွင်ရေတင်များရှိတော်လေအလောင်းမှာမိမိထင်သည်ထက် ပူ၍လေးလံသည်ကိုတွေ့ရ၏လူများသေးလျင်ပူ၍လေးလံသည်ဟု လူကြီးများပြောမှုသည်ကိုသတိရ၏အောက်ထက်သို့လေကားမှဆင်းခဲ့ပြီးနောက်မိဖို့အတွင်းသို့ရောက်အောင်မနေ့ပွေ့ချီ၍သွားရလေသည်အလောင်းကိုချီမကဆက်ရှိပေကမ်းမြမြင်သောမျက်နှာချက်သို့ရောက်အောင်တက်ရံမှလွယ်ကူသော အလုံးမဟုတ်ချေထို့ပြင်ဝါလေကားကလေးမှလည်းသိငယ်၍လူနှစ်ယောက်ကိုလေးချင်ကိုခံနိုင်မည်မဟုတ်ပေသို့နှင့်အကြံရကား ရေရွင့်၌ရင်ငင်သောအုံးစံကျူးကိုဖြုတ်ယူခဲ့၍ခိုင်ခန့်အောင်နှစ်ထက်ခောက်ပြည်လျင် အလောင်းကိုဂျိုင်းနှစ်ဖက်မှတန်း၍ချီနှောင်လေထို့နောက်မျက်နှာကျောက်ပေါက်သို့ရောက်အောင်ခဲရင်စွာ ဆွဲယူလေသည် မျက်နှာကျောက်ပေါက်တသားပောင်ပြီသို့ရောက်သောအခါအလောင်းကိုပွေ့ချီ၍ရေတိုင်ကြီးထဲသို့ဖြင်းညင်းစွာလျှော့ချလိုက်ရာ ထိုအခါမှတပြင်းချနိုင်လေတော့၏ဤများနှင့်အလုံမပြီးသေးကြီးမနှံ့ဘောနေအိမ်မှထွက်ခွာသွားသည်ဆိုလျင်၎င်းပိုင်ပစ္စည်းများလည်း ူနှင့်တူပါ၍သွားရပေမည်။သို့မှသာယုတ်တိတံပေမည်။ကိုဘထိန်သည်အမောဖြီးပြီးနောက်အပေါ်တက်သူတက်သွားပြီးလျင် မနန်းဘော၏လက်ဆွဲတည်းအိတ်ထဲသို့မနန်းဘောယူသွားမည်ထင်ရသော အကောင်းဆုံးဝိထေများကိုထဲ့လီ။ခုံမြင့်တည်းဖနှက်ဖြူကလေးနှင့်မိမသောကျက်စင်တစိမ့်ဖဲရီဖြူကလေးကိုပါယူခဲ့ပြီးလျင် ရေတံကြီးထဲသို့ပြစ်ချလီ။နောက်ဆုံးမြည်သည့်ပစ္စည်းများထည့်ရအုံးမြင့်ဤဟု ရှာဖွေရာဂရင်ဘေးသို့ကြာနေသော လက်ပြက်အင်ကြီးအနီကလေးတွေ့သည်ဖြင့်ဆွဲယူခဲ့ပြီးလျင်မိမိဟာတခေါက်တရံဒုက္ခပေးသောအင်ကြီးကိုရေစီထဲသို့ဆောင်းဆောင်ပစ်ချပြီးနောက်ရေစီဖုံးကိုဂျိုင်းကနေပိတ်လိုက်လေထို့နောက်မျက်နှာကျအတွင်းသို့ဝင်သော တကားဝက်ကိုပြန်၍ပိတ်ခြင်းလေကားနှင့်ကျိုးဝီကိုနေသားတကျပြန်၍သိမ်းဆဲခြင်းအလုံများကအကြာလပဲကိုဘထိန်ဒီအပေါ်တက်ရှိနှယောက်၏ဂရင်ပေါ်တွင်အိယံစိတ်မတန့်တော့ပဲမိမိခေါင်းအုံးနှင့်ဆောင်ကိုအောက်ထက်သို့ယူခဲ့ပြီးလျင် ယခင်ကတိုက်ဆောင်ဒရလဝံအိပ်၍တော်တော်တယောက်၏ရွှေပြင်အိတ်ကားကလေးပေါ်တွင်အိတ်ဆက်လေသည်အချိန်မှာနှစ်နာရီထိုးရန်အနှဲငယ်မြသာလူတော်သည်ဖြစ်၍ညနေလှပြီဖြစ်တော်လေမိမိကျူးလွန်ပြီးစားเจ้าမဖွဲကောင်းသောရာဇဝိပြစ်မှုကြီးကြောင့်စိတ်ကနာမငြိမ်နိုင်အောင်ရှိတော်၏ယင်တဲ့တဲ့ခုန်ပြီးလျင်အိပ်၍လည်းမပြောနိုင်ပေသူနှင့်ပလင်းထဲတွင်ကြံသောချက်ရက်ကိုကိုုံအောင်တောက်လိုက်ပြန်၏ထို့နောက်စီကရက်တလေးကိုကိုုံအောင်ဖွားနေသောအခါမှာ တဖြည်းဖြည်းငံမြည်လာပြီလင်အိပ်ပျော်သွားလေသည်နနက်တွင် ရှင်းနာဤထိုးပြီးမှအိယာမနိုးလေသည်အိယာမထားသောအခါမှလည်းအခါတိုင်းကဲ့သို့လန်းဆန်းဖြက်လက်ခြင်းမရှိပေထိုင်းမိုင်းစွာရှိနေပြီလင်ခေါင်းလုံးကိုက်လျက်ရှိမျက်နှာသစ်ပြီးနောက်ကိုဘထိန်သည်ရမန်ညကမိမိကျူးလွန်ခဲ့သောပြစ်မှုမှခြေရလက်ရများကိုနေသားတကျရှိစီခြင်းနောက်ခြံချင်းကလျက်ရှိသောမစောမြအားမိမိအိယာမမထားသေးခင်မနှမ်းဖို့သည် အိမ်မထောက်ကသွားပြီဖြစ်ကြောင်းအင်ရှိတကမာကြီးကိုအပြင်မှဆွဲ၍စေ့ထားခဲ့ကြောင်းမိမိမှာယမန်နေ့ညကမျက်စိကြောင်းနေသည်ဖြင့်အတော်ညနေမှအိပ်ပျော်သွားကြောင်းနက်နက်၈နာရီထိုးပြီးမှနိုးသည်ဖြင့်ကြည့်လိုက်ရာမနှမ်းပေါ်မှာအိယာနဘေးတွင်မရှိတော့ဘဲဂရင်အောက်တွင်ရှိသောသူဤတစ်တာမှလည်းပွင့်နေပြည်လျင်အဝိစားများဖယူဖျဲဖြစ်နေသည်ကိုတွေ့ရကြောင်းညှို့ငယ်သောမျက်နှာဖြင့်ပြော့ပြလျက်ရှိလိမ့်အဘဲကြောင့်ဆိုသောမနှမ်းပေါ်သည် မကြမီကပင် တနည်းနည်းမှာအိမ်ကထွက်သွားမိဖြစ်ကြောင်းမစောမြအားပြော့ပြဘူးသည်ကိုသိပြီးဖြစ်လေသည်ဖြစ်မှဖြစ်ရလေကိုဘထင်ရဲ့တနည်းနည်းတော့ဒီမိမသွားမယ်ဆိုတာကျမသိတယ်အရင်တစ်ပတ်လောက်ကပဲသူစိတ်ညစ်နေတယ်အိမ်ကထွက်သွားပြီးသူ့အမိနဲ့အတူ သွားနေမယ်ပြောနေတယ်ကိုဘထင်ရဲ့ဒီလိုပြောဘူးသလားပြောဘူးတယ်ဒါဖြင့်ဤကဏသူ့အမိစီသွားမှာပဲ ဒီလိုဆိုရင် ဟုတ်မှာပေါ့သူ့အမိက လွိုင်းကောမှာနေတယ်မဟုတ်လားဟုတ်တယ်ဒီလိုဆိုရင်မန္တလေးရထားနဲ့လိုက်ရမယ်အမြန်ကားစီးမှာပဲရထားကနည်းနည်းလေးနာရီခွဲကလေးကထွက်သွားပြီ ခတ်တာပဲမစိုးမြရဲ့ကျုပ်တော့ဘလူနေရာမှန်းတော့မသိတော့ဘူးကျုပ်လည်းပဲအဲ့ဒီထက်တော့ရှာမကြွေးနိုင်ဘူးဟုတ်တာပေါ့လေကျမလည်းတတ်နိုင်တယ်လို့သူ့ကိုပြောပါတယ်အင်းအဆန်းတော့မဟုတ်ပါဘူး လင်ကမယားကိုပြစ်သွားတာနဲ့မယားကလင်ကိုပြစ်သွားတာနဲ့နေတိုင်းသတင်းစာတွေပါနေတာပဲရှင်ကောသတင်းစာတွေထည့်အောင်မလားမထည့်နိုင်ပါဘူးညာထည့်เสียပတ်စံလည်းမရှိပါဘူးမနေ့တနေ့ကမှလက်ကထုတ်တယ်မဟုတ်လားသူ့ကိုအလုံးအပ်ထားတာမမမြရဲ့ကျုပ်လက်ထဲမှာတပြားမှထားတာမဟုတ်ပါဘူးမစောမြမှာအလွန်ဆက်စွတ်တဲ့သူမိမတယောက်ဖြစ်သဖြင့်အိမ်တွင်မနှံပေါင်းမရှိကြောင်းသိစီရန် မန်နန်းဘောသည်မိမိအားဆွန့်ပစ်သွားကြောင်းတရင်ဖြစ်စီရန်ရည်ရချက်ဖြင့်ပြောကြားခြင်းဖြစ်၏ထို့နောက်ကိုဘာထိန်သည်အဝေစားများကိုလဲပြည်လျင်အလုတ်သူသွားလေ၏ဟုတ်ကဲ့သွေးကြောက်သောလူသက်သမားဆိုတဲ့ဝိထုလူလေးရဲ့ပထမပိုင်းကိုဒီမှာပဲခိတ္တကျန်နာဝင်ပြုပါခင်ဗျာလာမယ့်ဒုတိယပိုင်းသတိမှန်ကိုလည်းတနင်္လာနေ့မှာစောင့်ရပြီးအားပေးကြပါအောင်ခင်ဗျာအောင်စိမ့်နဲ့ပါဝင်ပေးကြသောကလစ်ကာများအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ် တော်လန်ပြည်သူပြည်သားများအားလုံးအနေရကင်းကျန်းမာကြပါစေခင်ဗျာ။